တူရကီနိုင်ငံမှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့ပုဂ္ဂိုလ်ရင်းအရတွေ့ဆုံဖို့ဆန္ဒရှိကြောင်းယူကရိန်းသမ္မတဗလာဒီမာဇယ်လန်စကီကမေ၁၇ရက်ကပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးရရှိနိုင်ခြင်းရှိမရှိကိုလေးလာတွေ့ချက်ဖို့အတွက်တရရဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့လိုအပ်ကြောင်းအမေရိကန်သမ္မတဒိုနယ်ထရမ့်ကပြောကြားခဲ့ပြီးတဲ့နောက်ဇယ်လန်စကီးရဲ့မျက်ချက်စကားထွက်ပေါ်လာတာဖြစ်ပါတယ်။ဇယ်လန်စကီးရဲ့ကံလန်းချက်နဲ့ပတ်သက်ပြီးခရမလင်ကချက်ချင်းမတုံ့ပြန်ခဲ့ပေမယ့်ယူကရိန်းကောင်းဆောင်ကလည်းရုရှားဟာယူကရိန်းနဲ့၎င်းရဲ့မဟာမိတ်တွေမေဆယ်ရက်ကအစိုးပြုခဲ့တဲ့ရက်30ကြာအပြည့်ခန့်ရက်စင်းရေးကိုညှင်းပယ်မယ်ဆိုပါကဆွေးနွေးပွဲကိုတက်မှာဟုတ်မဟုတ်ကိုပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလကယူကရိန်းကိုရုရှားကဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ရန်အနေငယ်အကြဖြစ်တဲ့2022ခုနှစ်မလကလေးကယူကရိန်းနဲ့ရုရှားကြားမျက်နှာချင်းဆိုင်ဆွေးနွေးပွဲတွေဖြစ်မြောက်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။တန်တမန်နီလန်းအတွက်မရှိမဖြစ်အခြေခံအကြောင်းရင်းကိုထောက်ပံ့ပေးဖို့အတွက်မနက်ဖြန်ကစပြီးပြည်ဝပြည်ရေရှည်တည်တဲ့နဲ့အပြစ်ခတ်ရေးဆေးရေးကိုကျွန်တော်တို့စောင့်ဆိုင်နေပါတယ်လို့ဇန်လန်စကီက Ace လို့မီဒီယာမှာပြောပါတယ်။တိုက်စုံးမှုတွေကိုအချိန်ဆွဲထားစရာဘာကြောင့်မှမရှိပါဘူး။မေ15ရက်နေ့မှာ ကျွန်တော်ဟာပူတင်ကိုတူရကီမှာစောင့်နေမှာပါပုံကိုရေးအရာပေါ့ဒီအချိန်မှာတော့ရုရှားတွေဟာစင်ကြေမပေးဖို့မျှော်လင့်ပါတယ်လို့၎င်းကပြောပါတယ်မေ17ရက်မနေ့အစောပိုင်းကလည်းပူတင်ဟာ2022ခုနှစ်မလာကအစ္စတန်ဘူမှာပြုလုပ်ခဲ့တဲ့နှစ်နိုင်ငံဆွေးနွေးမှုတွေကိုပြန်လည်စတင်ဖို့အဆိုပြုခဲ့ပါတယ်ဒါပေမဲ့ယူကရိန်းနဲ့၎င်းရဲ့မဟာမိတ်တွေအဆိုပြုခဲ့တဲ့ရက်30ကြာအပြည့်ခန့်ရက်စည်းရေးကိုတော့ပူတင်ကတုံ့ပြန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ် အစ္စတန်ဘူမှာမေ15ရက်ထက်နောက်မကျစေပဲဆွေးနွေးမှုတွေပြုလုပ်ဖို့အဆိုပြုကြောင်းဒီဆွေးနွေးမှုတွေအဆင်ပြေချုံးမွေ့စေဖို့တူရကီသမ္မတရီဇက်တီရီအာဒိုဂန်ကိုအကူအညီပေးဖို့တိုက်တွန်းသွားမှာဖြစ်ကြောင်းပူတင်ကပြောကြားခဲ့ပါတယ်